အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကုသပြဖြစ်ပါတယ်ဗျာဒီနေ့မှာတော့စကြဝဠာရင်းနဲ့ခြေဆက်ထားတဲ့စူတောင်းပြက်လို့ရကုန်းနံမဲလေးတွေကိုမရောက်ပေးမှာဖြစ်ပါတယ်အောက်ကကုမန့်နေတောင်းထားတဲ့မိတ်ဆွေအများကြီးပဲเนาะခဏခဏတောင်းထားတယ်၃လ၅ကောက်လောက်ရှိပြီးတောင်းထားတယ်โอเคဒါလေးကိုကျွန်တော်ပြန်လည်းမရောက်ပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့တောင်းထားတော့ကြာပြီးကျွန်တော်လည်းအေးပေါ့เนาะကျွန်တော်တင်ခဲ့တဲ့အထဲမှာဒီဒီလေးပါပါလေးပြန်စစ်ပြီးတော့ပါပါတယ်ဗျာအဲဒါကြောင့်မို့ကျွန်တော်တေချာလေးပြန်လေ့လာပြီးတော့အဲကျွန်တော်ကုနနဲ့ပြန်ဆန်းကြည့်ရသေးတယ်ပေါ့เนาะဒါလေးရအစင်မပြေဟုတ်မဟုတ်ကောင်းမကောင်းဆောမပြန်လေးကိုလည်းအနီနာ မိတ်ဆွေတွေကိုလည်းနည်းနည်းစမ်းခိုင်းရသေးတယ်အဲတော်တော်ဆင်ပြေတဲ့လူများတယ်ဗျဒါကြောင့်မလို့ဒီနေ့မှလည်းအလုံးလဲဆင်ပြေအောင်ပြင်လဲမရောက်ပေးခြင်းမဖြစ်ပါတယ်ဗျဆက်ကြရိုင်းနဲ့ချိစတာတဲ့ကုတ်ကနန်းလေးတွေအဲကုတ်ကနန်းလေးကျွန်တော်တို့ဆောင်းထားမယ်ဆိုလို့ရှိရင်ကနန်းလိုက်အကျိုးပေးမှုလေးတွေရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတိုင်းလူတိုင်းပါသူ့ရဲ့အကျိုးပေးကနန်းဆိုတာရှိတယ်အာကျွန်တော်တို့စာမိုးပဲအောင်စီခဲ့တဲ့ခုံနံပါတ်ကကျွန်တော်တို့အဲ့နံပါတ်ကဖြစ်ရင်စာမွေးလေးအောင်တယ်အဲတချို့ဆိုလို့ရှိရင် တခါကြလို့ရှိရင်ကိုယ့်နံပါတ်မဟုတ်မှန်းတဲ့တခြားနံပါတ်မှာသွားဖြစ်ရတာမျိုးရှိတယ်။အဲကြာသွားတယ်။အဲအဲ့လိုမျိုးခြေနေမျိုးတွေရှိတယ်။အဲ့လိုပုံတော့ SaaS ဖြစ်ကျွန်တော်တို့အကျိုးပေးတဲ့ခဏနေဆိုတာရှိပါတယ်။အဲဒါပေမဲ့ကျွန်တော်ဒီနေ့ပြပြမယ့်ကုန်နံပါတ်လေးကတော့ခုနှစ်သားသမီးအားလုံးတွေယုံယုံကြည်မှုရှိပြီးယုံကြည်မှုတွေပြင်းထန်တာနဲ့အကျိုးပေးမယ့်ခဏလေးပဲဖြစ်ပါတယ်။အကျိုးပေးမယ့်ခဏလေးမှာဘာလေးတွေပါလဲဆိုတော့ဈေးရောင်းကောင်းမင်းငွေရှင်မဲ့ကုတ်လေးတွေ အဲအကျွေးပြန်ရမယ်ကုတ်လေးလေးအလုတ်ကစားအတွက်အောင်မြင်မဲ့ကုတ်လေးလေးအကန်ကောင်းစင်မဲ့ကုတ်လေးလေးစဖြစ်အများကြီးပါပါတယ်ဒါလေးတွေကိုမြန်မြန်မြန်ကိုမြန်အောင်ပေးမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်စီမှာဒီအာလုံမောင်ကုတ်ကုတ်နံပါတ်အာလုံမောင်အလုံး20လောက်ရှိတယ်အလုံး26ထားပါတော့လုံး20လောက်ရှိတယ်ဒါပေမဲ့လောလောဆယ်တော့အဲဒီဒီနေ့မှာတော့အာ1 2 3 4 5ခုပဲဒီကုတ် ကုန်းနမ၅မြို့ပဲအရင်ပြောပြပေးမယ်။နောက်ပြီးတော့မှလည်းဆက်လက်ဆက်လက်ပြီးတော့ထူးခြားတဲ့မိတ်ဆွေတွေအစီအမီတဲ့မိတ်ဆွေတွေများရင်တော့နောက်ထပ်နောက်ထပ်ဆက်လက်ပြီးများအောင်ပေးပါမယ်ဗျ။အဲ့တော့ဒီကုတ်လေးလေးကိုဘယ်လိုဆောင်းရမလဲဆိုတော့ဟုတ်ပြီကုတ်လေးလေးဘယ်လိုဆောင်းရမလဲဆိုတော့ဆောင်းမယ့်နည်းလေးလေးအများကြီးရှိပါတယ်။နောက်နံပါတ်၁ကဆောင်းရအဖြူဘောင်တရွက်ပေါ်မှာအဲ့ကုတ်နံပါတ်လေးလေးရေးမယ်။ရေးပြီးတော့ဆောင်းမယ်။နံပါတ်၂ကတော့ ကယ်ရီဝဲရှိတယ်အဲ့ကျွန်တော်ဟင်းနဲ့ထည့်ချက်တဲ့ကယ်ရီရွတ်နော်အလုံးသိမဲ့ထင်ပါလေအဲ့ကယ်ရီရွတ်မှာအဲ့ကုန်းနံပါတ်လေးရေးပြီးတော့စောင်းနှမ်းမယ်ဘယ်နှမ်းမစောင်းမယ်အဲ့ကတဲ့ထည့်ဆောင်လိုက်ရတယ်ပတ်ဆိုင်နဲ့ထည့်ဆောင်လိုက်ရတယ်ဖုန်းကဘာရဲ့အနောက်လေးမှာစောင်းလို့ရတယ်အဲ့နောက်တော့နောက်တစ်မျိုးဘာလို့စောင်းမလဲကိုယ့်ရဲ့လက်ကဝတ်လေးမှာအဲ့ကနန်းလေးကိုရေးပြီးတော့စောင်းလဲရတယ်အဲ့နောက်တစ်မျိုးဘာလို့စောင်းမလဲဖုန်းနံပါတ်ဖုန်းရဲ့ password တွေထားတယ်ဟုတ်ဖုန်းလော့တွေထားတယ်ဟုတ်တချို့ဖုန်းဖုန်းလော့လေးတော်တော်ကြလေးလုံးတစ်လေးလုံးထားတယ် အဲ့ဒါမျိုးမထားပဲနဲ့အခုကျွန်တော်ပြောမယ့်ကုတ်လေးလေးကိုထားမယ်ဆိုလို့ရှိရင်လုံးဝ lucky number ပဲဖြစ်ပါတယ်အမြဲတမ်းကန်ကောင်းနေမယ်လက်ရွှင်နေမယ်ငွေဝင်နေမယ်အရင်အဆင်ပြေတယ်နော်ခါတာလည်းကျွတ်စရာမလိုဘူးရရာလည်းလုံးစရာမလိုဘဲနဲ့ကိုယ့်ရဲ့ဖုန်း password ကိုရက်လက်ရုံနဲ့လက်လက်ကလိုလိုရွှင်နေပြီးဟိုတကယ်အဆင်ပြေတယ်တခုတော့ရှိတယ်မှန်ကွက်နေတဲ့ဖုန်းလေးဆိုတော့အစွန်ထက်မှမဟုတ်ပါဘူး okay ဒါလေးတွေကိုမေးစွန်းများမများပေးမှဖြစ်ပါတယ်အရင်လည်းအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တဲ့ကျွန်တော်မေးစွန်းများလည်းဒီကုတ်နံပါတ်လေးလေးကိုလည်းယုံကြည်ဖို့တော့ လုံယုံကြည်ဖို့လုံတယ်ဗျဒီကုန်းနံပါတ်လေးကဒီတိုင်းကျွန်တော်တို့ဒီဒီတိုင်းကုန်းနံပါတ်လေးလေမဟုတ်ပါဘူးဒါကျွန်တော်တို့ဘဲနဲ့ဘလို့ယူထားရတယ်ဆိုတော့ဥမာကျိုးကြီးကိုလုံးဆိုပြီးကိုကနန်းကိုယူတယ်ဖျားကုန်းတော့ကိုပါဆိုပြီးကိုကိုကနန်းကိုယူတယ်အဲ့တော့ကျွန်တော်တွေသုံးကနန်းသုံးချိန်သုံးခါပဲခွင့်ပြုပေးတဲ့အတွက်ကြောင့်မလို့သုံးခါတဲ့ကြော်လုံးပြီးသုံးမရဘူးဥမာကျွန်တော်ဒီဘန်ကုတ်ရဲ့ password တွေသုံးခါနဲ့ကြော်ရင်ခက်ခဲဆိုအဲ့ဒါပြမယ် iPhone ရဲ့ password တွေ သုံးကမနေလို့ရှိရင်ဂရဂက်ဆိုအချိန်ကြီးဆိုအဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးကုတ်နဲ့မဲ့လေးလေးဆက်ဆက်ကြော်ရနဲ့ချိတ်စတာတဲ့ကုတ်လေးလေးကိုတလုံးချင်းစီလိုက်လံရှာဖွေပြီးစူးစီးပေးထားတဲ့ကုတ်နံပါတ်ပဲဖြစ်ပါတယ်ပြောရရင်တော့နည်းနည်းလေးအချိန်စူးစီးဖို့တက်စူးစီးနေတော့ရှိတယ်အဲဒါပေမဲ့မိတ်ဆွေမျိုးကိုပြောဖို့ရအရင်အချိန်ကြာနေလိမ့်မယ်အဲ့တော့မိတ်ဆွေများကိုယ်တိုင်စူးစီးရတဲ့အချိန်ကြာမှာဆိုတော့ကျွန်တော်ကိုယ်တိုင်စူးစီးပေးထားတယ်မြည်လေးရှိတယ်โอเคဒါဆိုရင်အဲ့ဒါလေးကိုပြပြမှဖြစ်ပါတယ်နံပါတ်1 နံပါတ်1ကတော့ဇယင်ကောင်းကျင်တဲ့မိတ်ဆွေတွေဝင်ဝင်ပြီးလက်ရွှေ့ကျင်တဲ့မိတ်ဆွေတွေအဲ့တော့ဆောင်းထားတဲ့ကုတ်နံပါတ်ကတော့520 741 520 7418အဲ့ကောင်လေးလေးကိုရေးမယ်အဲ့တော့ဘယ်မှာရေးမယ်ကျွန်တော်ခုနပြောသလိုပဲဖုန်းရဲ့ password မှာဒီဖုန်းရဲ့ lock မှာဒီဒီခဏလေးထားမယ်အဲကရဝေးရွက်ကို အိုက်ကနန်လေးရေးပြီးဖုန်းဖုန်းကဘာနောက်မှာဖြစ်စေပတ်ဆိုင်ရင်တဲ့ထဲပတ်ဆိုင်ရင်ထဲမှာဖြစ်စေအိုက်ကနန်မှာဖြစ်စေထဲဆောင်တာပဲကိုယ့်ရဲ့လက်ကောက်ဘက်မှာလည်းရေးထားလို့ရတယ်။ဘာနဲ့ရေးမလဲ shopping တို့မကပင်တို့နဲ့ရေးမယ်။ဘာရောက်လို့ရေးမလဲအနီရောင်သုံးမဟုတ်အစိမ်းရောင်ရေးလို့ရပါတယ်။အနီရောင်နဲ့အစိမ်းရောင်ပို့လို့အကောင်းစီပါတယ်ဗျ။ဒါကနံပါတ်1ကုန်နံပါတ်ပါ။ဈေးရောင်းကောင်းမယ်ငွေဝင်မယ်လက်ရွှေမယ်။ နမနစ်ကုတ်ကတော့အလောက်ကန်အစဉ်ပြင်းချင်းတဲ့မိတ်ဆွေတယ်။ဥပမာဆိုကြဖို့သူကော်ဒီလောက်တစ်ခုကိုသွားတယ်။အလောက်တစ်ခုကထင်းကောထင်းကောကြီးဖြစ်နေကြံ့ကြံ့နေတယ်။အောင်မောင်မြူးဖြစ်နေအစဉ်မပြေဘူး။ဥပမာဆိုကြဖို့သူပွဲစားတွေသွားတယ်။ဘာပွဲတွေချိန်တာနဲ့ပွဲတက်ဖို့ကားပွဲစားတွေအစပြီးပွဲစားတွေအလုံးပွဲတက်ဖို့သွားတယ်။ပွဲတွေတက်မလို့ပွဲတွေပြက်လာတယ်။အလုပ်တွေပြက်လာစပြီးအလုပ်တွေဘယ်လောက်ကိုမဆိုအစဉ်ပြေစေမဲ့ကုတ်နံပါတ်လေးဖြစ်ပါတယ်။အဲဒီကုတ်လေးကတော့3369ပဲဖြစ်ပါတယ်။ 369ဆိုတဲ့အဲ့ကုတ်နံပါတ်လေး၃လုံးကိုကိုယ့်ရဲ့ဘဲဘဲလက်ကောညာလက်ကောဘဲဘဲဘက်လက်ကောဝညာကောလက်ကောမှာရေးသွားမယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ကရဝေးရွက်မှာလဲ369 369လေးကိုရေးပြီးတော့ဆောင်ထားမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့စာရွက်အဖြူလေးတက်တက်ရွက်ကိုရေးပြီးတော့ဆောင်ထားမယ်။ ဲ့လိုမျိုးဆောင်းထားပြင်မှာဖြစ်ပါတယ်အဲ့လိုမျိုးဆောင်းထားပြင်ချင်းပြီးမကြမကြလဲအဲ့ခဏလေးကိုထုတ်ကြည့်မယ်369 369 369ဒါလေးကိုကြည့်ခဏနာကြည့်ပေးခြင်းအပြင်အလုတ်ကိစ္စတွေအောင်မြင်တာတော့တွေ့ရပါဖြစ်ပါတယ်โอเคဒါနံပါတ်1နံပါတ်3ကတော့โอเคနံပါတ်3ကုန်းနံပါတ်ကတော့ဆူတောင်းနေပြည့်ကျင်တာအဲဆူတောင်းနေပြည့်ကျင်တာပြည့်လိုချင်တာရချင်တာပဲလိုချင်တာ ဟိုကျွန်တော်ဝေးလိုလိုချင်တာပစ္စည်းတစ်ခုပဲဖြစ်ဖြစ်ဥမာကွာဖုန်းလေးဝယ်ဖို့တော့ပတ်စံလေးစုနေဟာမပြည့်နိုင်တော့ဝေးကျွန်တော်ကားလေးဝယ်ချင်တာဗျာပတ်စံစုထားတယ်ဟာ50 30သိန်း30လောက်လုံးနေလေဟာအိမ်ဝင်ဖို့အတွက်ဗျာသိန်း100လုံးနေတာဟာသိန်း90လုံးနေတာစပြီးအဲ့လိုမျိုးချင်းနေမျိုးမှာလိုချင်တာတစ်ခုလေးရှိတယ်ကိုယ့်ဘက်ကလည်းစူးစမ်းထားတယ်နည်းနည်းလုံးနေတာအဲ့ဒါလေးကိုအမြန်ရောက်ဖို့အတွက်စုတောင်းပြည့်မဲ့ကုတ်နံပါတ်လေးပဲဖြစ်ပါတယ်အဲ့ဒါကတော့732922287 93နဲ့9နှစ်နဲ့8ခွန်း ဒီကိုသုံးနှစ်ကိုနှစ်နှစ်ရှိခုလေးကိုကျွန်တော်ခုနပြောသလိုပဲဖုန်း password ထားလို့ရတယ် carrier မှာရေးပြီးတော့အဲပစံရင်တဲလေးအိတ်ကတဲတွေထည့်ဆောင်လို့ရတယ်ဖုန်းကဘာနောက်မှာထားလို့ရတယ်စာရွက်အဖြူဗျောင်လေးပေါ်မှာရေးပြီးတော့လဲဆောင်ထားလို့ရတယ်ပြီးရင်ကိုယ့်ရဲ့လက်ကဝတ်မှာလဲရေးပြီးဆောင်ထားလို့ရတယ်စူတောင်းနေပြည့်စင်မဲ့လိုချင်တဲ့အမြန်ရစေမဲ့ကုတ်နံပါတ်ဆိုပါတော့โอเคဒါဆိုရင်နံပါတ်3တိပါဆိုနံပါတ်4နံပါတ်4ကတော့အရေးတကြီးငွေလိုတဲ့မိတ်ဆွေတွေ ဟမ်အရေးပါငွေလိုတာဗျဟာအခုပဲဗျပတ်စံရှင်းစံပတ်စံစားတော့ဖို့အတွက်ပတ်စံရှင်းစံငွေလိုနေတာအာအဲ့လိုအဲ့လိုမိတ်ဆွေနေဟာဒင်းတော့ဆန်ကုန်သွားပြီဟေ့ကျွန်တော်စံတဲစရာပတ်စံမရှိတော့ဝယ်ရတော့မှာဟာဒီနေ့တော့ဟေ့ညနေစာဆိုဆံမရှိတော့မနေ့ပြန်စားဖို့အတွက်အရေးပါငွေလိုနေပြီခါစားပြီးအရေးပါငွေလိုနေမိတ်ဆွေများဟာဒီမှာတော့တင်းတရာပေးရမှာအခု၁၀သိန်းလုံနေတယ်အရေးပြငွေလုံးနေဘယ်ကနေရမလဲအဲအဲ့လိုအခြေအနေဖြစ်နေမိတ်ဆွေမြာ အဲအရေးပေါ်ဝင်ဝင်နဲ့ကုတ်ပဲဖြစ်ပါတယ်အဲ့ဒါကတော့8979ပဲဖြစ်ပါတယ်8969 8969လေးကိုကျွန်တော်ဆက်တော့ကပြောလို့ပဲကရွေးရောက်မှာရေးပြီးတော့ဆောင်းမယ်အိတ်ကတဲ့ထဲမှာပတ်ဆိုင်နေထဲမှာဖုန်းကဘာနောက်မှာထားမယ်ပြီးရင်ကျွန်တော်တို့တွေဖုန်းရဲ့ password မှာလည်း8969ကိုထားလို့ရသလိုဘယ်ဘက်လက်ကောက်ဝင်ညာဘက်လက်ကောက်ဝင်မှာလည်း8979လေးကိုရေးပေးခြင်းအဖြစ်လဲလိုချင်တဲ့ငွေတွေကသူ့လူလူပဲကုညီမဲ့သူရောက်လာတယ်ရရရောက်ချောင်းနေကြံဖန်းပေါ်လာစေတယ် ကဲဒါလေးရလဲအရန်သုံးဝင်တဲ့အရေးပေါ်ငွေကုတ်လေးပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်1 2 3 4ကုတ်၄မျိုးရှိသွားပြီ။နောက်ဆုံးကုတ်ကတော့အကျွေးတောင်းမြတ်တဲ့မိတ်ဆွေများ။အော်ငွေလင်သွားလို့ဆရာကြီးဟာအော်တချို့ကလည်းအာမန့်ကန်နေပေးတာတယ်ပြန်မရဘူးပြယုံယုံကြည်မိတာမာပြီ။အဲစပြီးအဲ့လိုမျိုးတွေကြုံတယ်။ခဏလာခဏလာမြင်တာမျိုးရှိပါတယ်။ဆရာကြီး အမကကိစ္စလေးလောက်ထားတာအခုဟိုဘက်တစ်ဖက်ကပြန်ပြီးတော့ကိုကစိုက်ရောမလုံးလုံးဒုက္ခတွေရောက်နေဆရာကြီးအဲအဲ့လိုချင်းနေကြုံလို့ရှိရင်အကျွေးတောင်းကုတ်လို့ပြောမှာပေါ့နော်အကျွေးများတဲ့မိတ်ဆွေများကောအလိန်ခန်းတဲ့မိတ်ဆွေများကောဒီကုတ်ကိုတုံးလို့ရတယ်အဲကုတ်နံပါတ်လေးတော့3063 5796 339 63အားလုံးကိုအင်္ဂလိပ်လိုပဲရေးရမှာနော် အားလုံးအင်္ဂလိပ်လိုပဲရေးမယ်တချို့ကလည်းမြန်မာလိုရေးပြီးဆောင်တဲ့လူရှိတယ်ကျွန်တော်ကအင်္ဂလိပ်လိုရေးပြီးဆောင်လို့ပြောတာကျွန်တော်မိတ်ဆွေတူတဲမှာ तू ကအဲ့ဒါကိုဟိုနားမလည်မင်းနဲ့မြန်မာလိုရေးပြီးဆောင်တယ်လို့ပြောပါတယ်အဲဒါလည်းထူးခြားမှုရှိတယ်လို့ပြောပြောပါတယ်ဘာပဲဖြစ်ဖြစ်ဟောကျွန်တော်မိတ်ဆွေကဆက်ကြိုက်တယ်လို့ရေးပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်သိကြတာတော့အင်္ဂလိပ်လိုရေးမှဆောင်တယ်လို့သိရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်မိတ်ဆွေ तू ကဟို မြန်မာလိုရဲ့တဲ့ထင်ပြီးတော့မြန်မာလိုရေးပြီးဆောင်တာလဲအစွမ်းထက်တယ်ပြောတယ်အဲ့တော့ message များလဲအစင်ပြီးတော့လုတ်လို့ရပါတယ်8979 8909ပေါ့เนาะ oh sorry 3063 5796ဟုတ်ကဲ့363 5096အဲ့ဒါလေးကိုဖုန်း password ထားတာပဲဖြစ်ဖြစ်ဖုန်း lock ထားတာပဲဖြစ်ဖြစ်တော့မဟုတ် ကရဝေးရောမှာရေးပြီးတော့ဆောင်းထားတာပဲဖြစ်ဖြစ်အဲစာရွက်အဖြူလေးပေါ်မှာရေးပြီးဆောင်းထားတာပဲဖြစ်ဖြစ်ဘယ်ဘက်လက်ကောက်ဝဲညာဘက်လက်ကောက်မှာရေးတာပဲဖြစ်ဖြစ်အဲ့ဒါလေးကိုဆောင်းထားမှာဖြစ်ပါတယ်အကုန်လုံးဆောင်းနိုင်တဲ့မြတ်ဆောင်းမှာဖြစ်ပါတယ်ဒီကုတ်နံပါတ်လေးတွေကကျွန်တော်တို့တွေအရန်ကိုအကျိုးပေးပါတယ်ဗျ okay ဒါဆိုလို့ရှိရင်အားလုံးသိရှိသွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်အစနဲ့ပြန်ပြောပြပေးမယ်အဲဇီယံကောင်းနေတဲ့ဇီယံကောင်းနေတဲ့မိတ်ဆွေများအဲ့တော့ငွေဝေးချင်းငွေလက်ရွှင်နေတဲ့မိတ်ဆွေများကတော့520 7418 9239 0418 8အိုကေနံပါတ်1အလောက်ကအစီအမေချင်းနဲ့မိတ်ဆွေများဘာလို့ကမှုဆိုအောင်မြင်တဲ့မိတ်ဆွေများက39369ရေးပြီးဆောင်မှာဖြစ်ပါတယ်စူတောင်းပြည့်ချင်တဲ့မိတ်ဆွေများလိုချင်တာရချင်တဲ့လိုချင်တာအမြန်ရချင်တဲ့မိတ်ဆွေများကတော့732922287032028989ဒါလေးကိုရေးပြီးဆောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ငွေအရေးပေါ်လိုတဲ့မိတ်ဆွေများကတော့ 8979ရှစ်ကိုခွန်ကိုဒါလေးကိုရေးပြီးဆောင်းမှဖြစ်ပါတယ်။ကျွေးမရတဲ့မိတ်ဆွေများကျွေးတောင်းချင်ရင်တော့3069 5096 3069 5096ကလည်းကျွေးတောင်းမှဖြစ်ပါတယ်။ဒီနေ့မှာကျွေးများနေတဲ့မိတ်ဆွေများအကျွေးကြည့်ချင်ရင်တော့9ကုဏ္ဏမကုံတုံးလို့ရတယ်။ဆူတောင်းပြည့်တဲ့ကုတ်ပေါ့နော်။3 sorry 732 922 87ကိုတုံးလို့ရပါတယ်ဗျ။ Okay ဒီလောက်ဆိုရင်အားလုံးသိရှိသွားပြီထင်ပါတယ်။နောက်တာနောက်ထပ်ကုတ်လေးတွေကတော့ကျွန်တော်တို့တွေ ဟိုကျွန်တော်တို့အခြေအတွက်သုံးရမယ်ကုတ်လေးလေးအိမ်တော်ရင်တက်သုံးရမယ်ကုတ်လေးလေးပွဲလန်းသပင်တွေအောင်မြင်မှုတက်သွဲကုတ်သုံးရမယ်ကုတ်လေးလေးအကြားမင်းစိတ်ခံစားမှုတွေကောင်းမှုတက်သုံးရမယ်ကုတ်လေးလေးစိတ်ညစ်တဲ့အခါမျိုးမှာစိတ်တက်ကြတဲ့အခါမျိုးမှာတည်ခြင်းလောက်ခက်ခဲဖြစ်တဲ့အခါမျိုးမှာကျွန်တော်တက်ရောက်ကယ်ဖို့အတွက်သုံးရမယ်ကုတ်လေးလေးတော့နောက်ပြီးတော့မဆက်လက်ပြီးမြောက်ပေးမယ်အဲ့တော့အရေးအရေးကြီးအရေးလိုတဲ့မိုးစင်များအဲကျွန်တော်တို့လေအတော့လို့လည်းမိတ်ဆွေများလည်းတောင်းခဲ့လို့ရပါတယ် အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးလည်းဆက်စပ်ရအဆင်ပြေပါစေဗျအဲ့တော့ဒီဟာလေးရယုံကြည်မှုရှိဖို့တော့လိုပါတယ်အယောင်အဖြစ်ကျွန်တော်ပြောသလိုပဲအနီအောင်နဲ့အစိမ်းအောင်တုံးလို့ရပါတယ်ဗျအားလုံးအဆင်ပြေကြပါစေ Lion Square နေပြီးအားပေးကြပါဦးဗျာ